စကိုင်းတိုင်းဗမောက်မြို့ပေါ်ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့ဗမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက People's Spring ကိုပြောပါတယ်။ဒီနေ့နိုဝင်ဘာ17ရက်မနက်9နာရီကနေ10နာရီအထိ Wind off လေရင်နဲ့ဘုံတွေပတ်ကျဲနေတာလို့ဆိုပါတယ်။အထူးခါအပြက်စည်းကိုမသိရသေးပဲဘုံတွေကတော့တဝိုးဝုံကိုကျဲနေတာလို့ဗမောက်မြို့နယ်ပအဖာတာဝန်ရှိသူကပြောတာပါ။မြို့အနီးမြေပြင်တိုက်ပွဲတွေပြင်းထန်နေချိန်ဒါမှမဟုတ် စစ်ကောင်စီနဲ့ SNA တပ်ကထိခိုက်မှုရှိနေခြင်းတွေဆိုရင်စစ်ကောင်စီတပ်အနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေအပြင်းထန်လုပ်လေရှိတယ်လို့ဗမောက်မြို့စစ်ရေးသတင်းရင်းမြစ်ကအသိပေးပါတယ်။တိုက်ပွဲကနေ့တိုင်းရှိတယ်လို့လေရင်တွေလည်းရက်ဆက်ဘုံလာကျနေပြီးပြီးခဲ့တဲ့နှစ်ရက်ကဆို Jet Fighter တွေရော Y12 တွေပါအကုန်သုံးပြီးကျဲနေတာလို့အဲ့ဒီစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။အဲ့ဒါကမြေပြင်တိုက်ပွဲအခြေအနေဘာဖြစ်နေသလဲဆိုတာသိတာတယ်လို့သူကဆက်ပြောပါတယ်။ November 9ရက်တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ SNA တပ်သားတွေတိုက်စုံထိခိုက်မှုများခဲ့ပြီးအလောင်းတွေပါကြံရိတ်ခဲ့တယ်လို့သိရတာပါဗမောက်မြို့ပြန်ရရေးအတွက်စစ်ကြောင်းထိုးတဲ့အခါလမ်းတလျှောက်ကျေးရွာတွေကိုစစ်ကောင်စီကမီးရှို့ဖျက်ဆီးတာအပြင်ပြည်သူပါပစ္စည်းတွေယူဆောင်တာနဲ့ဒေသခံပြည်သူတွေကိုဖမ်းဆီးခေါ်ဆောင်သွားတာမျိုးရှိတယ်လို့လည်းဗမောက်မြို့ကတချို့ကဆိုပါတယ်မြို့အနောက်ဘက်ခြမ်းကနေထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်မှအင်အား900ဝန်းကျင်ရှိတယ်လို့စကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်စစ်ကောင်စီက စကိုင်းအခြေဆိုင်တမ33လက်အောက်ခံတရင်တချို့ကိုအားဖြည့်ထားတဲ့အပြင်အရင်ကမြို့နယ်အတွင်းတက်ဆွဲခဲ့တဲ့တမ89လက်အောက်ခံတရင်တွေလည်းပါဝင်နေတယ်လို့သိရပါတယ်။တိုက်ပွဲတွေကြောင့်မြို့အနီးတစ်ဝိုက်ကဂျေးရွာ20ဝန်းကျင်နဲ့မြို့ပေါ်၄ရပ်ကွက်ကပြည်သူ2000ဝန်းကျင်ဟာဘေးလွတ်ရာတိမ်းရှောင်နေရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဗမောက်ပကဖကထုတ်ပြန်ထားပါတယ်။ဗမောက်မြို့ကို NUG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကိုယ်ကဲမှုနဲ့ ပြီးခဲ့တဲ့စက်တင်ဘာ20ရက်ကတိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာ9ရက်ကစပြီးဗမောက်မြို့နယ်မှာစစ်စင်ရေးလုပ်ငန်းတွေထိရောက်စွာဆောင်ရွက်နိုင်ဖို့ည9နာရီကနေမနက်9နာရီအထိညမထွက်ရအမိန့်ကိုရက်အကန့်အသတ်မရှိကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်ရှင်။